အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာကအထူးမြတ်တာလက်ဆောင်ပေးချင်တာကတော့လူရယ်လို့ဖြစ်လာတဲ့အခါမှာလူဘဝကြီးမှာမိမိကိုနိုင်တဲ့စီနင်းနဲ့ငွေအားယာဓုအားတာလွန်တဲ့လူကနေပြီးတော့အနိုင်ကျင့်တတ်ကြပါတယ်နော်အဲ့လိုအနိုင်ကျင့်လာတဲ့အခါမှာတချို့တွေမှာငွေအားမရှိယာဓုအားမရှိအာနာပါဝါမရှိတော့ အာမတန်မှန်လျှော့ပြီးတော့မှအရှုံးပေးကြရတဲ့အခါတွေလည်းရှိပါတယ်เนาะသူတစ်ပါးရဲ့အကြောင်းမဲ့အနိုင်ကျင့်ဗိုလ်ချမှုကိုခံရတဲ့အခါမျိုးတွေရှိလာတတ်ပါတယ်အဲဒီလိုအခါမျိုးတွေမှာမိမိကိုဒုက္ခပေးတဲ့လူအဲဒီဆွမ်းနာကိုရဲတာလွန်တဲ့ငွေအင်အားယာတုအင်အားတာလွန်တဲ့လူကို ပြန်ပြီးတော့ဒုက္ခပေးနီးကလေးစားချင်နီးပေါ့မိမိကို အကြောင်းမဲ့တိုက်ခိုက်လာတဲ့သူကိုပြန်ပြီးတော့မှထိခိုက်အောင်ပြုလုပ်ရမယ်ဒိုက်ဒက်စနီဖြစ်ပါတယ်နော်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်ပေးပါအခုဆရာပြောပြပေးမယ်ဒိုက်ဒက်စနီဟာအင်မတန်ဆွမ်းထက်ပါတယ်အင်မတန်ဆွမ်းဆွမ်းထက်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့မိမိက မတရားနိုင်ကျင့်ခံရတယ်မတရားဗိုလ်ကျခံရတယ် ုက္ခရောက်တဲ့အခါမှာပြုလုပ်စေခြင်းပါတယ်နော်မိမိဘက်ကမှန်ကန်ဖို့လိုပါလိမ့်မယ်မိမိဘက်ကနေပြီးတော့အကြောင်းမဲ့ဘာဖြစ်မှမရှိတဲ့လူကိုတော့သွားပြီးတော့ထိခိုက်အောင် လုပ်လို့မရပါဘူးနော်မိမိကိုဆွနာဆရာပြောတဲ့အနိုင်ကျင့်ပူကြလာတဲ့သူကိုတံပြန်ဒုက္ခရောက်အောင်ဆရာကဒီဒိုက်တဆင်ကြီးကိုပြောပြတာဖြစ်ပါတယ်အနိုင်ကျင့်မခံရအောင်ဘိုးကြမခံရအောင် ်လုတ်တဲ့ဒိုက်ဒက်စင်နီဖြစ်ပါတယ်เนาะအင်မတန်ဆွမ်းထက်တဲ့အတွက်ကြောင့်စမ်းမကြည့်ပါနဲ့ကိုကမိမိရတကယ်ဒုက္ခရောက်မှတာလှုပ်ဆွေးခြင်းပါတယ်เนาะအရင်ဆုံးအနေနဲ့မြေတိဘာသာဝင်မဆိုပြုလုပ်လို့ရတယ်เนาะမိမိကို အနိုင်ကျင့်ပူကြလာတဲ့သူကတနင်္ဂနွေသားသမီးတူကပူကြလာတယ်ဆိုရင်အုံးပင်တပင်မှာမိမိကိုအနိုင်ကျင့်တဲ့လူရဲ့နာမည်ကိုထင်ထင်ရှားရှားရေးပါ ရေးပြီးပြီဆိုတာနဲ့ နေ့လယ်တနာရီခွဲကနေ၃နာရီတွင်းမှာအဲ့ဒီအုံးပင်ကိုတောက်ကြာသားသမီးတူဦးကိုအဲ့ဒီအုံးပင်ကို ဖြက်စီးပစ်ခိုင်းပါနှုတ်ပစ်ခိုင်းပါဒါမို့ရင်အဲ့ဒီအုံးပင်ကိုတေအောင်ဖြက်စီးပစ်ခိုင်းပါနော်တေကြပေါ့မိမိကိုဒုက္ခပေးတဲ့လူဟာဘဝပြတ်သွားပါလိမ့်မယ်နော်ဥပမာမိမိကိုဒုက္ခပေးတဲ့အဘိုးကြတဲ့လူဟာတနင်္လာသားသမီးတူဦးဖြစ်တယ်ဆိုရင်တော့ ဂန်ဂောပင် တပင်မှာဂန်ဂောပင်တပင်မှာမိမိကိုဒုက္ခပေးတဲ့လူရဲ့နာမည်ကို ထင်ထင်ရှားရှားရေးပါ ရေးပြီးပြီးဆိုတာနဲ့နေ့လယ်တနာရီခွဲကနေ၃နာရီအတွင်းမှာအဲ့ဒီဂန်ဂောပင်ကိုစနေသားသမီးတဦးကိုဖျက်ဆီးပစ်ခံရမယ်နော်သေသွားအောင် ခုတ်ပစ်တာတို့ဟလာအမြင့်ကနေနှုတ်ပလိုက်တာတို့ဟလာသေသွားအောင်အဲ့ဒီဂန်ဂောပင်ကိုပြုတ်ထုတ်ပေးပါနော် ဥပမာမိမိကိုဒုက္ခပေးတဲ့လူက အင်္ဂါသာသမီတူဖြစ်တယ်ဆိုရင်တော့ဇီးပင်တပင်မှာမိမိကိုဒုက္ခပေးတဲ့လူရဲ့နာမည်ကို ထင်ထင်ရှားရှားရေးရပါမယ်ရေးပြီးပြီဆိုတာနဲ့နေ့လယ်တနာရီခွဲကနေ3နာရီအတွင်းမှာပဲအဲ့ဒီဇီးပင်ကိုတနင်္ဂနွေသာသမီတူကိုတေအောင်ဖြက်စီးပြခိုင်းပါဇီးပင်ကိုဖြက်စီးပြခိုင်းပါเนาะ မိမိကိုဒုက္ခပေးတဲ့လူဟာဘုဒ္ဓဟူသာသမီတူဖြစ်တယ်ဆိုရင်ဝါပင်တပင်မှာဝလုံးတစ်လုံးမှာအဲ့ဒီလူရဲ့မိမိကိုဗိုလ်ကြားတဲ့လူရဲ့နာမည်ကိုထင်ထင်ရှားရှားရေးရပါမယ်ပြီးရင်နေ့လယ်တနာရီခွဲကနေ3နာရီအတွင်းမှာနေ့လယ်တနာရီခွဲကနေ3နာရီအတွင်းမှာအဲ့ဒီဝါပင်အဲ့ဒီဝလုံးကိုဟုတ်လားတနင်္လာသာသမီတူကိုအဲ့ဒီဝါပင်သို့မဟုတ်ဝလုံးကိုဖြည့်ဆည်းပြခိုင်းပါနော် မိမိကိုဒုက္ခပေးတဲ့လူဟာကြာသာပရိသသမီတူဖြစ်တယ်ဆိုရင်တော့ပေါက်ပင်တို့ပေါက်ပန်းပြူပင်ဟလာပေါက်ပင်သို့မဟုတ်ပြင်းမပင်ဟလာပေါက်ပန်းပြူပင်ကြာသာပရိနံအပင်တပင်မှာအဲမိမိကိုဘိုးကြတဲ့လူရဲ့နာမည်ကို ထင်ထင်ရှားရှားရေးရပါမယ်ရေးပြီးပြီဆိုတာနဲ့နေ့လယ်တနာ yı ခွဲကနေ၃နာရီအတွင်းမှာအင်္ဂါသာသမီတူကို အဲ့ဒီပောက်ပန်းပြူပင်ကိုဖျက်ဆီးပစ်ခိုင်းရမယ်နော်။သေတော့အောင်ဖျက်ဆီးပစ်ခိုင်းရမယ်။အဲ့ဒီဂျာတာပရိသမီတူဟာဒုက္ခရောက်သွားလိမ့်မယ်နော်။မိမိကိုဒုက္ခပေးတဲ့လူဟာဒုက္ခရောက်သွားပါလိမ့်မယ်။မိမိကိုဒုက္ခပေးတဲ့လူဟာမိမိကိုဒုက္ခပေးတဲ့လူဟာတောက်ကြသားသမီးတူဖြစ်တယ်ဆိုရင်တော့သီးပင်သုံးမဟုတ်သီဟိုပင်တပင်ကို ရှားမယ်နော်။သီးပင်သုံးမဟုတ်သီဟိုပင်မှာမိမိကိုဗိုလ်ကြတဲ့လူရဲ့နာမည်ကို ထင်ထင်ရှားရှားရေးရမယ်ပြီးရင်နေ့လယ်တနာရီခွဲကနေ3နာရီအတွင်းမှာဘုရူသာသမီတဝူးကိုအဲ့ဒီသီးပင်ကိုဖျက်ဆီးပစ်ခိုင်းရမယ်သေအောင် ပြုတ်လုခိုင်းရမယ်မိမိကိုဒုက္ခပေးတဲ့လူဟာဘွားပြတ်သွားပါလိမ့်မယ်နော်မိမိကိုဒုက္ခပေးတဲ့လူဘိုးကြတဲ့လူဟာစနေသာသမီတဝူးဖြစ်တယ်ဆိုရင်တော့ထိန်ပင်သုံးမဟုတ်ထန်းပင်သုံးမဟုတ်ထနောင်းပင်တပင်ပင်မှာ မိမိကိုဒုက္ခပေးတဲ့လူ၊ဘိုးကြတဲ့လူရဲ့နာမည်ကို ထင်ထင်ရှားရှားရေးပါ ရေးပြီးပြီဆိုတာနဲ့နေ့လယ်တနာရီခွဲကနေ၃နာရီအတွင်းမှာကြာသာပရိသတ်သမီးတူကိုအဲ့ဒီစနေထိန်ပင်သို့မဟုတ်ထန်းပင်ထနောင်းပင်ကို သေအောင်ဖြက်စီးပစ်ခိုင်းပါအဲ့ဒါဆိုရင်မိတ်ဆွေတို့မိတ်ဆွေကိုဒုက္ခပေးနေတဲ့လူ၊ဘိုးကြနေတဲ့လူဟာအမြင့်ကလန်ပြီးတော့ဘဝပြည့်ဒုက္ခရောက်သွားပါလိမ့်မယ်နော်အခုဆရာပြောပြောခဲ့တဲ့ဒိုက်ဒစင်ဤကို မိမိတကယ်ဒုက္ခရောက်မှမိမိဘိုကြခံရမှမိမိဘက်ကမှန်ကန်မှပြုလုပ်စေချင်ပါတယ်နော်သူများကိုဒုက္ခပေးခြင်းုံတက်တက်နဲ့တော့သွားပြီးတော့မလုပ်ပါနဲ့မိမိပြန်ခံရတတ်ပါတယ်နော်မိမိကမတရားခံရမှပြုလုပ်စေချင်ပါတယ်အခုဆရာပြောက ပြောပြခဲ့တဲ့မိမိကိုအနိုင်ကျင့်ဘိုကြတဲ့လူကိုဒုက္ခပေးနည်းဒိုက်ဒက်စင်နည်းဟာမိတ်ဆွေတို့အားလုံးတွေ့အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကို အပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်ပေးပါ မိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့တွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထာမဘေးရင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဘေးတင်ဧကန်တဘေးရင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဘေးရင်ညံပူဇော်ကယူပါတယ်နော် ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေမြန်ဆုံးရောင်းထွက်စေဖို့အထူးတိုက်တက်စင်တွေပြုလုပ်ပေးပါတယ်အာမခံနဲ့ပါပြီးတော့ခြေရင်းမှာသစ္စာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးသံညံ့နေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာကဝေပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချဲဘောလုံး၆កောင်ချင်းကြက်ဖဲဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အပြင်လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေအမျက်ငွေတွေချက်ချင်းရအောင် ပုံနကနှမင်းကြီးရဲ့အစီအရင်နေဆောင်ရွက်ပေးပါတယ်နော် ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိလာစေဖို့ပျောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ယာဒူးတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့ လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အဖန်စီချုံနောင်ခံရတဲ့မိတ်ဆွေများလည်းအဖန်စီချုံနောင်ကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39956 ခွန်ရှိရှိရှင်းငါရှိပြီးတော့3ည9 9ရှိ3ည4လုံး2ည6ဖြစ်ပါတယ်เนาะအဲ့ဒီ3ည9ခွန်ငါ6ခွန်ရှိရှိရှင်းငါရှိအဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါ ။ဤတွင်ကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့မေးကြပါ။ဆရာရဲ့ဗီရင်ဟောကန်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုန်းကြီးရွာရေဦးမြို့နဲ့သခိုင်းတိုင်းမှာဆရာနေပါတယ်။ဆရာရဲ့ဗီရင်ဟောကန်းမှာလည်းလာမေးလို့ရပါတယ်နော်။မလာခင်မှာဆရာကိုဖုံးကြိုဆက်ပေးပါ။ခွန်ရသားသမီးအားလုံးကျမ်းမာချမ်းသာ၍လောကအကောင်းကျိုးတာနာတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သော